ာသမီ၄ယောက်ရှိတယ်။စာဝတ်နေရေးမပြည့်စုံတော့မောင်တထမ်းမဲတရွက်ဆိုတာလိုပဲ အမေလည်းပဲဈေးပန်ခေါင်းပေါ်တင်ရပြီ။အဲ့တော့ကျုပ်ကတော့ဈေးရောင်းလေးခေါ်ပါဦး။ညီကဘာရောင်းနေတာလဲဘာရောင်းတတ်လို့လဲကျုပ်ဘာမှမရောင်းတတ်ဘူးလေ။အဲ့တော့ဘာပဲဖြစ်ဖြစ်တာသမီအတွက်နော်ရဲရင်တဲ့တတ္တိတွေနဲ့ဈေးရောင်းရမှာပေါ့တော့ဆိုပြီးတော့နော်ဖုံဖုံအမေပဲပြုတ်ကောင်းချင်းမောင်းကောင်းမော်တင်လို့ဈေးရောက်ခဲ့ရပါတယ် အဲ့ဒီတော့ဘဲပြုတ်သေးပါကောင်းချင်းမောင်းပါလို့အစီစဉ်ကြအောင် သူမအော့တတ်ဘူးအဲ့တော့ရှင်းရနော်ဈေးရောက်နေတဲ့သူတွေကိုကျမကိုတွဲခေါ်ပါဦးကျမဘလို့អော်ရတယ်လဲဆိုပြီးအိုးတတ္တိတွေအပြည့်မွေးပြီးတော့ဈေးတယ်ပါရှင်ဆိုပြီးတော့ဈေးရောက်ကျွေးခဲ့တာအမေပါဒီကနေ့အမေတက်ရှိထင်ရှားရှိပါသေးတယ် ဒါကြောင့်မလို့သားသမီးတွေရဲ့ရှေ့ရီးကို မျောတွေးပြီးသူတို့ရဲ့ဘဝတွေကိုယဉ်နီပေးဆက်ပြီးတော့ဒီကနေ့အမေတို့အဖေတို့အိုကြပြီဗျာအိုကြပြီတချို့လေ မရှိကြတော့ဘူး